ဝေလူကျော်နေပြက်ပြီးနောက်ပိုင်းခရိုနီတရေကြီးကိုအပိုင်ရလိုက်တဲ့တဲ့တဲ့ဟိုတယ်မှာကိုလာကိုလာတောက်ဖို့ခေါ်ရမှာပဲနဲ့သမင်းကျော်စားဖို့တင်းခေါ်ပြီးတော့ပြဿနာတွေကြီးကျယ်တက်နေကြတာကတော့မင်းသားဝေလူကျော်နေအလမေတဲ့တဲ့မေးဖြစ်ပါရီသူတို့ညောင်ရင်သမင်းကျော်ပြဿနာဟာတနိုင်ငံလုံးတိုင်းတာနဲ့လူပြောများနေခဲ့ပြီးအမှုခွင့်ဤကိုပါရင်ဆိုင်ခဲ့ရပါသေးတယ်မပြီးနိုင်မစီနိုင်နေတရားဆက်ဆံမှုတွေပြုလုပ်ခဲ့ပြီးချောင်းနေကြမှာတော့ဝေလူကျော်ကိုချောင်းနေတကယ်နဲ့ငွေကျပ်သိန်း30တန်ငွေချမှတ်ပြီးတော့အမှုကိုပိတ်သိမ်းခဲ့ပါရီ ဒါအိုတီတင်ကတော့လုံးဝမကြည့်နေဘဲသူမကိုထမင်းကြော်ကျွေးခဲ့တာကအခုတည်းစာမကြည့်သေးဘူးဆိုပြီးတော့ပြဿနာရှာခဲ့ပါသေးတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့ထမင်းမချော်တဲ့ပိုကောင်းနဲ့ဂျမော့ကိုကျွေးနိုင်တဲ့ခရိုနီတထေးကြီးနဲ့အဆင်ပြေတာရနေပြီဖြစ်ကြောင်းပုံရင်လေးကိုထုတ်ပြလာခဲ့ပါရီ။အလာမေတီတင်ကခရိုနီတထေးကြီးကိုရထားတာကြောင့်မန်နိမျိုးရဲ့နာမည်ကြီးဆုံးကြော်ကြားဆုံးမှာဆိုတဲ့ KTV တခုကိုလည်းတွားပြီးတော့လည်းပတ်နိုင်ခဲ့ပါရီ။အဆိုပါ KTV ကတော်ယုံတန်ယုံပတ်စံရှိသူတွေလာနိုင်စွမ်းမရှိတဲ့မြန်မာတွေအနေထားပဲဖြစ်ပါရီ။ ဝင်ကြီးနေနေတာမှာတိမ်ပေါင်းရာနဲ့ချီကုန်ကြမှာဖြစ်ပြီးဈေးလည်းအရန်ကြီးသလိုနာမည်လည်းကြီးတာကြောင့်လူချမ်းသာတိုင်ဝမ်ကသူတွေအတွက်ကတော့ပန်းဖြေစရာတစ်ခုဖြစ်နေကြတာပါဒီနေရာကြီးကိုတည်တင်းကလည်းသူမရဲ့ကိုပိုင်စွမ်းစားနေဆိုရင်တော့သွားနိုင်မှာမဟုတ်ပေမဲ့ ခရိုနီတထေကြီးရဲ့ကျေးဇူးကြောင့်ရောက်ရှိသွားခဲ့ရပြီဖြစ်ကြောင်းပုံရိပ်လေးတွေကိုတင်ပြလာခဲ့ပါပြီ။ဒီလိုပွားမျိုးမှနေထိုင်ရတာအယံပျော်ရွှင်နေပြီးတော့ဝင်းလူကျော်နေတုန်းကအမုတ်ခင်းနေဖြစ်ပြီးစိတ်တကြနေတဲ့ချင်းတွေကတောင်မှပြန်လည်တက်တာသွားခဲ့ပြီဖြစ်ပါပြီ။ဝင်းလူကျော်ကျွေးရဲ့ထမင်းကျော်ကြောင့်ပြဒနာတက်ခဲ့ရပြီးအခုတော့ခရိုနီတထေရဲ့တံပေါင်းနဲ့တာယာနေပြီဆိုတော့အလမေတည်တဲ့ပုံမှာပြိတက်ကြီးလိုရောဘလိုမျိုးထင်မိမိကြတဲ့လဲရှင်။